ကျွန်တော်နာမည်ဒေါက်တာနန္ဒဝင်းပါရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှအဖြစ်နဲ့တာဝန်ထမ်းဆောင်နေရှိပါတယ်ကျွန်တော် The Beyond ဆိုတာကတော့အခြားတစ်ဖက်ပေါ့ကျွန်တော်တို့နေ့စဉ်တူနေမှုဘဝတွေမှာလူတွေကမတိလို့ဖြစ်စေတိလို့ဖြစ်စေအဲတခါတည်းပြုမှုမိတဲ့အပြုမှုလေးတွေအဲတွေးကြုံရတဲ့အဖြစ်အပျက်လေးတွေရှိပါတယ်အဲလိုတွေးကြုံရတဲ့အဖြစ်အပျက်လေးရဲ့နောက်ဆက်တွဲမှာဖြစ်ပေါ်လာတတ်တဲ့ နောက်ဆက်တွဲကောင်းကျိုးဆိုးကျိုးဒီလိုပြဿနာအထွေတွေကိုကျွန်တော်တို့မဖြစ်ရအောင်ဘယ်လိုရင်ဆိုင်မလဲပိုကောင်းသွားအောင်ဘယ်လိုလုပ်မလဲဆိုးမသွားအောင်ဘယ်လိုပြုပြင်ရမလဲဆိုတဲ့အားတွေကိုအရင်ဖြစ်ခဲ့မှုတဲ့အဖြစ်အပျက်တွေအရင်ဖြစ်ခဲ့မှုတဲ့တက်သည့်အထောက်အထားတွေနဲ့ကျွန်တော်တို့ကဟောပြောတဲ့ပြည်သူလူထုကိုလှုံ့ဆော်တဲ့အခမ်းအနားလေးတွေပဲဖြစ်ပါတယ်အခုချိန်ဆိုရင်တော့ကျွန်တော်တို့ကဒပီယောနာ၄ချိန်တိတိရှိခဲ့ပါပြီပထမဒပီယောကတော့ Beyond the Diabetes ပေါ့ အဲစီဂျိုယောဂလည်းတော်တော်များများဖြစ်ပေါ်လာတဲ့အခါမှာစီဂျိုယောဂရဲ့နောက်ဆက်တွဲအခြားတစ်ဖက်မှာဘယ်လိုနေထိုင်ကြမလဲဘယ်လိုစားသောက်ကြမလဲအဲ့ဒီအချိန်ကိုကျွန်တော်တို့ပွဲတစ်ပွဲလုပ်ခဲ့ပါတယ်အဲပြီးနေပြီးရောအဲ့မှာကိုယ်လက်လှူရှားမှုတွေစီဂျိုယောဂမှာဘယ်လိုလှုပ်ခြင်းအားဖြင့်အဲစီဂျိုရဲ့ဟိုစီဂျိုထိမ့်နိုင်မလဲဆိုတဲ့အပိုင်းကဏ္ဍတွေကိုကျွန်တော်ပွဲလေးတစ်ပွဲလုပ်ခဲ့ပါတယ်ဒုတိယပွဲကတော့ Beyond the Tuberculosis ဆိုပြီးတော့ရန်ကုန်မှာ TB ယောဂဖြစ်ပွားမှုတွေ ရှိလာတဲ့အခါမှာဖြစ်ပွားမှုတွေမြင့်တက်လာတဲ့အခါမှာအဲ့ဒီဘီယောဂဖြစ်ပွားမှုတွေအတွက်ဘလို့တုံ့ပြန်ဘလို့ဆောင်ရွက်ပြီးတော့ဘလို့စောစောစီးစီးရှာစောစောစီးစီးကုမြန်မြန်ပျောက်သွားအောင်ဘလို့လုပ်မလဲဆိုတာ ਨੇ ကျွန်တော်ဒုတိယပွဲဆောင်ရွက်ခဲ့ပါတယ်ပြီးတော့တတိယမြောက်ပွဲအနေနဲ့တော့ Beyond the Dream ဆိုပြီးတော့လူငယ်တိုင်းလူငယ်တိုင်းမှာအိမ်မက်တွေရှိတယ်အဲ့အိမ်မက်တွေရဲ့နောက်ွယ်မှာမှန်ကန်စွာအကောင့်ထဲပေါ်နိုင်မှုအတွက်ကျွန်တော်တိုင်းပြည်ကိုအကျိုးပြုခဲ့တဲ့လူပောင်ကိုအကျိုးပြုခဲ့တဲ့ ပြည်သူတွေရဲ့အကြောင်းဥပမာပုံရက်တွေနဲ့ပြပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့တဲ့တတိယမြောက်ပွဲလေးလေးရှိပါတယ်အခုကတော့စတုဒ္ဒမြောက်ပွဲပဲဖြစ်ပါတယ်အခုစတုဒ္ဒမြောက်ပွဲကတော့ beyond the anal rectal issue လို့ခေါ်တဲ့စအိုဝဘိုင်းဆိုင်ရာမှာပြဿနာတက်လာတဲ့ယောဂါတွေရဲ့နောက်ဆက်တွဲအခြားတစ်ဘက်မှာဘလို့ဆောင်ရွက်မလဲဆိုတာကိုပြည်သူလူထုကိုအသိပညာပေးသွားတဲ့လုပ်ငန်းတွေဖြစ်ပါတယ်အဲကျွန်တော်တို့ကတော့ beyond the tuberculosis beyond the diabetes ပွဲမှာကျွန်တော်တို့ဆောင်ရွက်လိုက်ပါတယ်အဲစီဂျိုဝေဒနာရဲ့နောက်ဆက်တွဲမှာကျွန်တော်တို့ကအပန့်စင်ဗုဒ္ဓဦးနေတိုင်းကျွန်တော်တို့ကစီဂျိုဝေဒနာရှင်တွေကိုစေကုသပေးနေတဲ့ဒေသန္တရစေကံလေးတွေရှိပါတယ်ရန်ကုန်တိုင်းအတွင်းမှာဆိုဒေသန္တရစေကံရန်ကုန်မြို့တော်စီပင်သာရေးနယ်နိမိတ်33မြို့နယ်အတွင်းမှာဆိုရင်62ခုရှိပါတယ်ရန်ကုန်မြို့တော်စီပင်သာရေးနယ်နိမိတ်ကပြင်ပမှာဆိုရင်ခြေလက်ကျန်းမာရေးဌာနစေကံတွေကျွန်တော်တို့ကရှိပါတယ် ဒီလိုနေရာမှာကျွန်တော်တို့ကနေပြီးတော့အပတ်စဉ်ပုံလူနေတိုင်းစီဂျိုယောဂသည်တွေကိုအခြေခံစီဂျိုစေးဝါးတွေစီဂျိုသွေးတိုးနှလုံးယောဂသည်တွေကိုအခြေခံစေးဝါး6မျိုးနိုင်ငံတော်ကအခမဲ့ထောက်ပံ့ပေးလျက်ရှိပါတယ်။အဲလိုထောက်ပံ့ပေးလျက်ရှိတဲ့စေးကန်းတွေမှာကျွန်တော်တို့ကစီဂျိုယောဂသည်ခန္ဓာကိုယ်ရဲ့ကိုယ်လက်လှုပ်ရှားမှုနဲ့အများကြီးသက်ဆိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ကိုယ်လက်လှုပ်ရှားမှုသည်ကောင်းမွန်စွာမှန်ကန်စွာလှုပ်ရှားနိုင်နေဆိုရင်စီဂျိုယောဂ glycemic index လို့ခေါ်တဲ့စီဂျိုယောဂရဲ့အဲစီဂျိုယောဂကို ထိန်းနိုင်မယ်ပေါ့နော်အဲထိန်းနိုင်မယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်လက်လှူရှာလှူရှာမှုတွေလုပ်ဖို့ဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ကအပတ်စဉ်ပုံတူးနေတိုင်း chair exercise ပေါ့ထိုင်ကုန်မှာထိုင်ပြီးတော့ကိုယ်လက်လှူရှာတဲ့လေ့ကျင့်ခန်းတွေကိုကျွန်တော်ကလှုပ်လိုက်ချင်းအားဖြင့်စုပေါင်းလှုပ်လိုက်ချင်းအားဖြင့်အားလုံးကလည်းပျော်ရွှင်နေလှုပ်လဲလှုပ်ဖြစ်တယ်အိမ်မှာဆိုလည်းဆက်လှုပ်ဖြစ်မယ်ဆိုလို့ရှိရင်စီဂျိုယောဂါလည်းပိုထိန်းနိုင်မယ်တက်ကြီးရွယ်ဦးတွေလည်းပုံပုံတက်ကြွလာမယ်လို့ကျွန်တော်ကဆောင်ရွက်ပေးပါတယ် အဲ့လိုဆောင်ရွက်ရင်းနဲ့ကျွန်တော်တို့ရန်ကုန်မှာ senior citizenship engagement ပေါ့အဲ့တော့တက်ကြီးရွယ်အိုတွေကျွန်တော်တို့ ਨੇ ထိတွေ့မှုစီမံချက်လေးတွေလည်းကျွန်တော်စူးစမ်းဆောင်ရွက်ပါတယ်အသက်80ကျော်တဲ့အဖိုးတွေအဖွားတွေကိုအိမ်နေမှာပဲ open ဖြစ်မသွားအောင်ဗုဒ္ဓတရက်တော့ကျွန်တော်စီလာခဲ့ပါကျွန်တော်စီလာခဲ့ရင်းနဲ့စီဂျိုသွေးတို့လူနာတွေကြီးနေသူတို့လည်းသွေးပေါင်းလေးချိန်ပေးမယ်သူတို့မှလည်းစီဂျိုတွေရှိမရှိစစ်ပေးမယ်စီဂျိုမရှိလဲခုနစီဂျိုယောဂသည်တွေလုံနေတဲ့လေ့ကျင့်ခန်းမှာအဖိုးတွေအဖွားတွေလည်းဝင်လို့ ပြီးရင်တက်ကြီးစကားတက်ငယ်ကြားဆိုလိုပဲသူတို့နဲ့စကားဝိုင်းနေလို့လို့တော့သူတို့ရဲ့အိမ်နေမှာဒီလိုပဲဟိုခွေးဆောင်ကြီးနေနေပြီးတော့စိတ်ကုံဆုံးသွားမယ်စိတ်တက်ကြနေမယ်အဖိုးအပွားတွေဗုဒ္ဓဦးတရက်ကိုတော့ညှော်တက်လာပါလိမ့်မယ်အဲ့လိုညှော်တက်လာပြီးတဲ့အချိန်မှာဗုဒ္ဓဦးမှာရောက်လာရင်သူတို့ကလည်းကျမ်းမာရေးစောင့်ရှောက်မှုလေးတွေပေးလိုက်တဲ့အခါမှာတို့ကကျမ်းမာရေးဌာနကိုလေယုံကြည်သက်ဝင်လာပါလိမ့်မယ်။ယုံကြည်သက်ဝင်လာတဲ့အခါမှာတို့တွေကသူ့အိမ်ထဲမှာကျမ်းမာရေးဝင်ကြီးဌာနကနေပြီးတော့ပေးတဲ့ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်တွေသူတို့ကမှတ်သွားမှတ်သွားပြီးလို့ရှိရင်သူ့အိမ်မှာရောက်လို့ရှိရင်ဟဲ့ကျမ်းမာရေးဌာနမှာတော့ဒီသွင်းလွန်တော့ကွေးတွေဖြစ်နေကြတယ်ပြောတယ်နော်နင်တို့တွေတရားလုံအောင်အိမ်သားကိုတရားဆောင်အောင်အိမ်သားနေယောဂတွေကုတယ်ပြောတယ်ဆိုပြီးအိမ်ဦးကန်းကနေပြီးတော့မိသားစုကိုတတိပေးနိုင်မယ် reminder ကျွန်တော်တို့ရဲ့ health reminder တွေဖြစ်လာဖို့အတွက်ကိုကျွန်တော်တက်ကြီးရွယ်ဦးတွေကို senior citizenship engagement program ဆိုပြီးကျွန်တော်တို့ကဆောင်ရွက်တာဖြစ်ပါတယ်အခုချိန်တော့တက်ကြီးရွယ်ဦးတွေအသက်80အထက်တွေကိုလည်းပုံမှန်နေတိုင်းကျွန်တော်တို့ရဲ့ဒေသန္တရဆေးကန်းတွေကိုဖိတ်ခေါ်ပြီးတော့အဲ့ဒေသန္တရဆေးကန်းဒေကနေတဆင့်တို့တွေလာပြီးတော့တက်ကြီးစကားဝိုင်းတွေဝင်ပြောခြင်းလေချင်းကန်းနေလှုပ်ချင်းကျမ်းမာရေးစစ်ဆေးပေးခြင်းအပြင်ကျမ်းမာရေးသတင်းအချက်အလက်တွေကိုကျွန်တော်တို့ကတည်ဆောင်ပြီးပြည်သူလူထုတဲကို ြန်လဲဖြန့်ချီဖြန့်ချီပေးခြင်းအပြင်ကျမ်းမာရေးအဆင့်မြင့်မိသားစုတွေဖြစ်လာဖို့အတွက်ကိုရည်စူးကဆောင်ရွက်တဲ့လုပ်ငန်းတွေမှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာရန်ကုန်ကတော့လူနေထူတတ်ပါတယ်ရန်ကုန်ကတော့တနေ့တနေ့ရုံးတဲ့ရုံးစင်းလူရေ18တန်းကျော်မိတင်းနေတိုင်းနဲ့မြို့ကြီးတစ်မြို့ဖြစ်ပြီးတော့ရန်ကုန်မြို့မှာ traffic flow တွေလည်းအများများပါတယ် ဲ့တော့စီးပွားရေးကလည်းဖွံ့ဖြိုးတိုးတက်တဲ့ mega city တစ်ခုဖြစ်တဲ့အခါမှာကျွန်တော်တို့ကလူတွေကြားထဲမှာအသက်ရှူလမ်းကြောင်းကနေကူးစက်တတ်တဲ့ယောဂါတွေကမြင့်တက်လာတာမဆန်းပါဘူးကျွန်တော်တို့2019 2018ကာလလောက်ထဲကရန်ကုန်မြို့မှာ TB ယောဂါဖြစ်ပွားမှုအခြေအနေတွေကိုစမ်းစစ်ကြည့်လိုက်တဲ့အခါမှာတနိုင်ငံလုံးက TB ယောဂါဖြစ်တဲ့လူတွေရဲ့၃ပုံ၃ပုံဟာရန်ကုန်မှာရှိနေပါတယ်ပြီးတော့ TB HIV တွဲတဲ့လူနာတွေရဲ့35ရာခိုင်နှုန်းဟာရန်ကုန်မှာရှိနေပါတယ်ပြီးတော့ဆေးမရင်ပါတဲ့ တီဗီယောဂါတွေရဲ့90အကိုင်တော့ရန်ကုန်မှာရှိနေပါတယ်အဲ့တော့အဲ့လိုရှိတဲ့လူလူမျိုးတွေမှာတီဗီယောဂါ triple burden လို့ခေါ်တာပေါ့ကျွန်တော်ကရန်ကုန်ဒီတီဗီနဲ့ပတ်သက်လို့ဝင်ထုတ်ဝင်ပို့၃ခုကိုထမ်းထားတဲ့မျိုးကြီးတစ်မျိုးဖြစ်ပါတယ်အဲ့လိုမျိုးကြီးတစ်မျိုးမှာတော့လူတွေဒီဟိုတီဗီယောဂါဒေတွေကလည်းများတယ်သွာလာလှုပ်ရှားလည်းများတဲ့အခါမှာပြည်သူလူထုတွေမှာလည်းကူးဆက်နိုင်ပါတယ်အဲ့လိုကူးဆက်တဲ့ လူတွေကိုကျွန်တော်တို့ကညံ့ညံ့မကူးဆက်နိုင်အောင်ဘယ်လိုလုပ်ကြမလဲဘယ်လိုကာကွယ်ကြမလဲအဲကူးဆက်ခံရပြီဆိုရင်လဲစောစောတီးတီးပြီးတော့ဈေးကိုညံ့ညံ့တောက်လိုက်တာနဲ့ပြိုင်နေကပြောက်ကင်းသွားပြီးတော့ထပ်မံမကူးဆက်နိုင်တော့တဲ့အတ္တိထဖြစ်သွားအောင်ကိုယ်ပိုင်ဝင်းကျင်မှာ TB ယောဂရှိတဲ့လူရှိလာလို့ရှိရင် TB preventive therapy လို့ခေါ်တဲ့ကျွန်တော်တို့ကာကွယ်ဆေးတောက်နိုင်ခြင်းအပြင် TB ယောဂကိုကာကွယ်နိုင်အောင်ကျွန်တော်တို့က TB ရောဂါတိုးရှာတဲ့လုပ်ငန်းတွေကို Beyond the Tuberculosis မှာအတိပေးပြီးတော့ကျွန်တော်တို့ကအရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်ရှာဖွေလျက်ရှိပါတယ်။အဲ့တော့ကျွန်တော်တို့အခုချင်းအလုပ်ဝင်မယ်ဆိုရင်ရင်ဘတ်တမန်ထိုက်ရိုက်ကူးခြင်းအားဖြင့်တော့လကောင်းကျွန်တော်တို့ကျွန်တော်တို့စက်ယုံလုပ်ယုံတွေမှာလိုက်ပြီးတော့ရင်ဘတ်တမန်လိုက်ရှာပြီးတော့ရှာပေးခြင်းတော့အားဖြင့်တော့လကောင်းကျွန်တော် TB ရောဂါလူနာတွေကိုရှာဖွေပါတယ်။ TB ရောဂါကတော့အရင်တုန်းကတော့တလိပ်ကိုအဓိကထားပြီးစစ်ရတယ်ဆိုပေမဲ့အခုတော့ကျွန်တော်တို့ကခင်မီပွင့်ပြိုးတိုးတက်လာတဲ့ အဲသိပ္ပံပညာကြောင့်ကျွန်တော် double x double x regime နဲ့သွားပါတယ်ပထမ x ကတော့ x-ray ပါကျွန်တော်ဓာတ်မှန်ရိုက်ပါတယ်ဒုတိယ x ကတော့ gene expert ပါအဲ့တော့ x-ray မှာတန်လျာဖြစ်တဲ့ဒူနာတွေရဲ့တလိပ်ကိုရအောင်ထွေးခိုင်းပြီးအဲ့တလိပ်ကို gene expert ဆိုတဲ့စက်ထဲမှာစစ်ချင်းအပြင်ဈေးရင်ပါတဲ့ TB လားဈေးမရင်ပါဈေးတိုးတဲ့ TB လားဈေးမတိုးတဲ့ TB လားဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အဖြေတွေရရှိပါတယ်ခင်ဗျာ ဲ့တော့ကျွန်တော်တို့ကတော့ဟိုဒီအားတော့ TV ဆိုတာတော့ခန္ဓာကိုယ်တွေကိုတွေးလိုက်ရင်တော့ကျွန်တော်က TV လူနာတွေကိုကျွန်တော်ပြောရမှာချောင်းဆိုးသုံးဘက်ကြော်ကြလို့ရှိရင်ညဘက်အဖျားတက်လို့ရှိရင်အဲကြောင့်အဖျားငွေငွေလေးတက်လို့ရှိရင်ခေါင်းချွေးတွေပြန်လို့ရှိရင် TV တို့တန်တရားဖြစ်ပါတလိပ်ကိုစစ်ပါလို့ကျွန်တော်ကပြောခဲ့ပါတယ်ဒါမဲ့အဲ့မတိုင်ခင်မှာခန္ဓာကိုယ်မှာဟို TV ပိုးကဝင်နှင့်နေပြီဖြစ်ပါတယ် ဝင်ပြီးတော့ခန္ဓာကိုယ်ထဲမှာဝင်နေပြီးတဲ့အချိန်ကာလမှာအဲပြီးတော့မှယောဂလက္ခဏာတွေပြလာတဲ့အချိန်ကြတော့မှပြည်သူလူထုကအဲကျွန်တော်တို့စီကိုရောက်လာတာဖြစ်ပါတယ်အဲလိုတော့အလိုမဟုတ်ပါဘူးခုန double x regime ယူပြီးတော့ပြည်သူလူထုကိုအဲ့လိုအခြေအနေမပြခင်မှာရှင်တင်စမ်းစစ်ကြည့်လိုက်ခြင်းအပြင်ဆေးကိုတောက်လိုက်တဲ့အခါမှာမြန်မြန်ပျောက်ပြီးတော့လူလဲဆေးတယ်မခံရဘူးဆေးနဲ့ ယောဂာနဲ့ဆေးနဲ့တိုက်တဲ့တောင်မခံမင်းနဲ့တက်တောင့်တက်တာနဲ့မြ мян ဆန်ဆန်ပျောက်ကင်းသွားဖို့လို့ကျွန်တော်တို့ယူဆပါတယ်ဒါကိုကျွန်တော်တို့က silent tv လို့ခေါ်ပါတယ်လက္ခဏာမပြသော silent tv အဲ့တော့ tv ယောဂာကိုအမှန်တကယ်ပျောက်ချင်တယ်ဆိုရင် tv ယောဂာကိုကျွန်တော်တို့ကလူမှုကိုဒုက္ခပေးနေသောယောဂာအဖြစ်မှ short ချသွားခြင်းတယ်ဆိုရင်တော့ silent tv ကိုများများရှာမှာဖြစ်ပါတယ် silent tv luna တွေကနေပြီးတော့တခါလဲ full blown tv ပေါ့ယောဂလက္ခဏာပြတဲ့အနေအထားဒီမဖြစ်ခင်မှာကျွန်တော်ဆေးတွေတောက်လိုက်ခြင်းအပြင်ယောဂကူးစက်မှုကွင်းဆက်ကိုပြတ်တောက်သွားပြီးတော့ပြည်သူလူထုတွေ tv ယောဂချိန်ချောက်မှုကလုတ်ကင်းသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကအခုချိန်ဆိုရင်ကျွန်တော်မှ mobile အဲဟို x-ray set တွေရှိပါတယ်ကျွန်တော် mobile x-ray set တွေနဲ့ခုနကျွန်တော်ပြောတဲ့ဒေသန္တရနေရာတွေကိုကျွန်တော် light lamp ပြီးတော့ စုဝေးပြီးတော့ကျွန်တော်တို့အဲ့မှာလူတွေစုပြီးတော့ကျွန်တော်ဓမ္မံခုနအသက်80ကျော်အဖိုးအွားတွေကိုကျွန်တော်စစ်ဆေးပေးပါတယ်ဒီနေ့ဆိုလဲကျွန်တော်လာတိုင်းလာတိုင်းကျွန်တော်အထူးကုခီးစဉ်နေရှိပါတယ်အထူးကုခီးစဉ်နေကျွန်တော်ကရန်ကုန်မြို့ထဲကအမှန်တကယ်စင်ရွန်းပါတဲ့လူတွေလိုအပ်ချက်ရှိတဲ့လူတွေမိသားစုတွေသွားပြီးအထူးကုဆရာဝန်ကြီးကကုသပေးပါတယ်ကုသပေးတဲ့အချိန်မှာအဲ့ဒီအချိန်မှာရောက်လာတဲ့လူတွေကိုဓမ္မံရိုက်ကူးခြင်းအပြင်ဓမ္မံရိုက်ပြီးတော့ကြည်ခြင်းအပြင် သူတို့မှာ TV ယောဂရှင်းပြကိုစစ်ဆေးပေးပါတယ်ပြီးတော့ public ဆေးရုံဆေးခန်းနေမှာလဲအကြောင်းအရာတစ်ခုအကြောင်းရင်ဘတ်တမန်ရိုက်လိုက်လို့ TV လို့တန်တရားရှိတယ်နဲ့ပြိုင်နေကျွန်တော်တို့ညွှန်းဖို့မဖြစ်မနေညွှန်းဖို့ချင်းလုပ်ငန်းစဉ်ကိုလှုပ်ထားပြီး mandatory reporting မော်အဲ့လိုလှုပ်ချင်းအပြင် TV ယောဂတန်တရားရှိတဲ့လူတွေကိုစောစီးရှာတွေ့ပြီးစောစီးကုနိုင်ဖို့ဆောင်ရွက်လေရှိပါတယ်အခုလိုမျိုးမီဒီယာတွေတစင်ရလဲမိမိမှာအဲ့လိုမျိုးတစ်နှစ်ကိုနှစ်ခါလောက်တော့ရင်ဘတ်တမန်ရိုက်ပြီးတော့ကိုယ့်ကိုယ်ကို check up လုပ်တဲ့နေ အဲ့တော့ public ဆေးရုံစေခန်းတွေမှာသွားလုပ်လို့ရှိရင်ပတ်စံကုန်ပါဆိုရင်ကျွန်တော်ဒေသန္တရတွေမှာလာပြီးစီးရင်ပေးထားလို့ရပါတယ်ဒေသန္တရတွေမှာကျွန်တော်တို့ဒေသန္တရရန်ကုန်မြို့ထဲမှာတုံးစီမင်းသာမြို့နယ်33မြို့နယ်မှာ62ခုရှိပါတယ်အဲ့ဒီဒေသန္တရတွေမှာလာပြီးတော့ TV တန်တရားရှိနေဟို check up လုပ်ချင်တယ်လို့စီးရင်ပေးထားတဲ့လူတွေကိုကျွန်တော်တို့ကအလှည့်ကြလာတဲ့အချိန်မှာခေါ်ယူပြီးစစ်ဆေးပြီးတော့ဟိုကျွန်တော်တို့စစ်ဆေးခြင်းအပြင်တို့မှာယောဂရှိချောင်းမရှိချောင်းသိနိုင်ပြီးတော့ရှိတယ်ဆိုလဲစောစီးကုနိုင်သွားမှာဖြစ်ပါတယ်ခင်ဗျာ ဲ့ဒါကတော့ကျွန်တော်တို့ရဲ့ပြောရဖို့တော့ခက်ပါတယ်ရန်ကုန်မြို့ထဲမှာဘယ်မြို့နယ်တွေက TV အဖြစ်အများဆုံးပြောတယ်ဆိုမြို့နယ်အလိုက်ကိုတော့ကျွန်တော်သတ်မှတ်ထားရတဲ့ဆိုင်ဘာလို့ဆိုတချို့သောမြို့နယ်တွေကအဲကျွန်တော်တို့က MDR TV ကိုကျွန်တော်တို့ပေးနေတဲ့မြို့နယ်ကဟိုစေးမတိုးစေးရင်ပါတဲ့ TV ကိုပေးနေတဲ့အဲမြို့နယ်တွေက6မြို့နယ်လောက်ရှိပါတယ် အဲ့ချောင်းမြို့နယ်ပတ်ဝန်းကျင်မှာဆိုတော့အနေနဲ့အရက်ကပေါ့ခုနကျွန်တော်ပြောတဲ့စေးရင်ပါတဲ့ TV တွေကရန်ကုန်မှာဘာလို့များနေလဲဆိုတော့ဥပမာဒီပြင်နေရလူတွေဆိုရင်တို့ရဲ့တိုင်းမြို့ကြီးတွေမှာပဲအဲတို့ကနေပြီးတော့ TV စေးကိုထုတ်လို့ရတယ်အဲစေးရင်ပါတဲ့ TV တွေရန်ကုန်မှာဆိုတော့ကျမ်းမာရေးဌာနတိုင်းမြို့နယ်ဒေသန္တရဌာနတိုင်းမှာကျွန်တော်ထုတ်လို့ရတယ် အဲ့တော့ရန်ကုန်မှာစေးထုတ်ရတာလည်းလွယ်တယ်။အဲ့ဒီအောက်စပြီးတော့စစ်ဆေးပေးတဲ့ဌာနကလည်းရန်ကုန်မြို့ထဲမှာ6နေရာရှိတယ်။အဲ့လို6နေရာမှာသူတို့ကလာစစ်ချင်းအပြင်နောက်ဆုံးကျတော့စေးထုတ်ရတာလည်းလွယ်တယ်၊စေးရတာလည်းလွယ်တယ်။ရန်ကုန်မဲပြောင်းတော့မယ်ကွာဆိုပြီးရန်ကုန်ပြောင်းလာကြတော့ TV လူနာတွေကရန်ကုန်ရွှေ့လာလည်းပါတယ်။ကျွန်တော်က service ကတစ်ခါမှမပြတ်ခဲ့ဘူး။ COVID ကာလတုန်းကတော့ရန်ကုန်ကကျွန်တော်တို့ဒီ TV လူနာတွေကိုစေးပေးတာမပြတ်ခဲ့ဘူး။ မပြတ်ခဲ့တဲ့ကာလကြတော့ဒီလိုပဲယုံကြည်မှုလာတဲ့အခါမျိုးကြတော့ဒီလိုမျိုးစေးပေးနိုင်တဲ့ဌာနတွေပတ်ဝန်းကျင်မှာတော့ TV လူနာ registration ကတော့များနေတာပါဒါပေမဲ့အဲ့ဒီလူနာအလုံးကတော့ရန်ကုန်ကလည်းဟုတ်ချင်မှအုံမှာပေါ့လေဒါပေမဲ့အနေနဲ့ရကဖြစ်မှာဒါပေမဲ့လိမ့်စာမှာတော့အဲ့နားတွေဖြစ်တဲ့အတွက်ကြောင့်ရန်ကုန်မှာအဲဘယ်မျိုးနေရအများဆုံးဆိုတာတော့ပြောရခက်ပါတယ်မျိုးနယ်တိုင်းမှာတော့အန်ဒီရရှိတယ်ဆိုတာတော့အားလုံးအသိပေးခြင်းပါတယ်ဗျာအဲဆရာတို့ကရန်ကုန်ကတော့အဓိကကူးစက်တတ်တဲ့ယောဂါတွေနဲ့ချိန်ကြမှုတော့အများကြီးရှိတာပါ ။ဥပမာဆိုရင် acute watery diarrhea ပေါ့။ဒါတို့ပြင်းထန်ဝင်ပြက်ဝင်လျှော့ယောဂါဆိုပြီးခဲ့တဲ့ကအကြီးအကျယ်ဖြစ်တာပေါ့။အကြီးအကျယ်ဖြစ်တာပေါ့။ဇာတို့ကရန်ကုန်ကလူနေထူထပ်တယ်၊လမ်းမေးဆိုင်တွေလည်းများတယ်၊ delivery တွေလည်းများတယ်၊တေချာ food hygiene technique တွေမှာအဲလိုက်နာတဲ့လူရှိတယ်၊လိုက်မနာတဲ့လူရှိတယ်။တချို့တွေကစားတဲ့အခါမှာအဲတောက်သုံးရီကိုကောင်းမွန်စွာတောက်သုံးတဲ့လူရှိတယ်၊မတောက်သုံးတဲ့လူရှိတယ်။ဒီလိုဟာမျိုးကြောင့်ဇာတို့ကဝင်ပြက်ယောဂါတွေကလည်းရန်ကုန်တဲ့စိန်ခေါ်မှုတရဖြစ်ပါတယ်။အသေးအောင်တော့ဝါဘီ အသိအောင်တဝါစီယောဂတွေကလည်းရန်ကုန်မြို့မှာတွေ့ရပါတယ်ဒီနေရာတွေကဒီဖြစ်ပွားတဲ့နေရာဖြစ်ပြီးတော့ရန်ကုန်တို့အခုချိန်ဆိုရင်ကျွန်တော်အနေနဲ့ရက်ကလူတွေအဲပြောင်းဝင်လာတဲ့အခါမှာရန်ကုန်မှာအရင်တော့ငက်ပြားဖြစ်တဲ့မြို့နယ်ဆက်တဲ့မြို့နယ်ပဲရှိပါတယ်ကျန်တဲ့ရန်ကုန်တိုင်း55မြို့နယ်မှာကျန်တဲ့ဆက်တဲ့မြို့နယ်ကလည်းလို့ကျန်တဲ့နေရာမှာငက်ပြားမရှိပါဘူးဒါမဲ့အခုတော့ imported malaria လို့ခေါ်တဲ့ဒီပြင်ရခိုင်တို့ဇာတ်တို့ကြားတို့ ရှမ်းမြောက်တို့ကနေပြီးတော့လူတွေကဒီဘက်ကိုအချောင်းချောင်းသောအချောင်းချောင်းနဲ့ရှောင်လာတဲ့အခါမှာသူတို့နဲ့တူတူငှက်ပြားယောဂါတွေပါလာပါတယ်ဒါပေမဲ့ဆရာတို့အဲ့လိုငှက်ပြားယောဂါဖြစ်လာတဲ့အချိန်မှာအဲ့မှာငှက်ပြားကသူကယောဂါတည်ဆောင်တဲ့ခြင်အားကိုက်ပြီးတော့ရန်ကုန်မြို့သူမြို့သားတွေကိုပြန်ကိုက်တော့မှကူးမှာပါကူးမှာဆိုတော့လူကလူလူချင်းတိုင်းရဲ့မကူးပါဘူးဒါပေမဲ့အဲ့လိုတည်ဆောင်တဲ့ခြင်သည်ဆရာတို့ရန်ကုန်မှာမရှိသေးတဲ့အတွက်ရန်ကုန်မှာ17မြို့နယ်ပဲတည်ဆောင်တဲ့ခြင်ရှိပါတယ်အဲ့တော့ဥပမာလာသာလိုနေရာမျိုးမှာဆိုရင်ဒီခြင်မရှိပါဘူး ဲ့တော့အဲ့လာတာမှာဒါမဲ့လူနာတွေ့ပါတယ်ဘာလို့ဆိုတော့ तू ကရခိုင်ပြည်နယ်ကနေပြောင်းရွှေ့လာတဲ့လူဖြစ်တဲ့တွေ့တာအဲ့လိုတွေ့တယ်ဆိုရင်ဆရာတို့ကကျမ်းမာရေးဌာနခြင်လိုက်ဖမ်းပါအဲ့လာတာမြို့နယ်တွေမှာဆရာတို့ကပတ်ပတ်လေးမှာခြင်တွေကိုလိုက်ဖမ်းပါခြင်ဖမ်းစက်တွေနဲ့အဲခြင်ဖမ်းတဲ့ဤမျိုးစုံနဲ့ဖမ်းပြီးအဲ့ခြင်ကိုဆရာတို့ဂျိုကုန်းမှာတေချာစနစ်တကျဘာခြင်အမျိုးအစားဖြစ်တယ်ဆိုတာပြီးတော့ဆေးကိုလည်းဘလို့ဆေးမျိုးနဲ့တိုးမယ်ဆိုတာဆရာတို့သူတေသနာလောက်ပါတယ် အခုအချိန်ထိတော့ရန်ကုန်မြို့ကဒီစက်တမြို့နယ်ကလွဲလို့ကျန်တဲ့မြို့နယ်မှာဒီငှက်ပြားတည်ဆောင်တဲ့အချင်းမရှိကြောင်းအသိပေးလို့ပါတယ်ငှက်ပြားနဲ့ပတ်သက်ပြီးကတော့ရန်ကုန်မြို့ကတော့အဲစက်တမြို့နယ်ကလွဲလို့ကျန်တဲ့မြို့နယ်တွေကတော့စိုးရင်စရာမရှိပါဘူးဒါပေမဲ့ယောဂါဖြစ်လာတယ်ဆိုတော့ဆရာတို့ဇက်တိုက် PPCC နဲ့လိုက်ပြီးတော့ဆရာတို့ကအဲကြက်မတ်စောင့်ရှောက်လျက်အဲ surveillance ပေါ့နော်ဆရာတို့စုံစမ်းထောက်လန်းလျက်ရှိနေပါတယ် TB ယောဂါကတော့ဆရာတို့ကတော့ဟို TB ယောဂါတဲ့ဆိုတဲ့ COVID ယောဂါတော့အောင်ဆရာတို့ ရအောင်ကြော်ဖြတ်ခဲ့သေးတာပဲ TV ယောဂဒီဆရာတို့ကဆေးကုသရာဆေးလည်းရှိတယ်အဲဆရာတို့ပြီးနေပြီးရောဆရာတို့မှာလုံလောက်တဲ့ဆေးဝါလည်းရှိတယ်ပြီးတော့ပတ်စံလည်းတပြားမှမပေးအောင်နိုင်ငံတော်အစိုးရက TV ဆေး HIV ဆေးတွေအားလုံးအခမဲ့ပေးတာဖြစ်ပါတယ်ဆရာတို့လည်းထဲမှာ stock အားဖြင့်ဘလောက်ပဲတွေ့တွေ့ဆရာတို့ရန်ကုန်မြို့မှာ TV ဒူနာဘလောက်ပဲတွေ့တွေ့2026တိဆေးကိုလုံလောက်စွာပေးနိုင်လောက်တဲ့ stock တွေလက်ထဲမှာကင်ထားပါတယ်အဲ့တော့ဆရာတို့ကများများတွေ့မြန်မြန်ကု မြန်မြန်ပျောက်သွားတဲ့အခါမှာတီဗီရောဂါထိန်းချုပ်နိုင်တဲ့အနေအထားရှိပါတယ်။ဒါမဲ့ထိန်းချုပ်နိုင်တဲ့အနေအထားရောက်မရောက်ဆိုတာတော့ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုပေါ်မှာပဲသက်ဆိုင်ပါတယ်။ဆရာတို့ကတော့ကျမ်းမိုက်ဌာနကတော့ဝန်ထမ်းတွေကတော့အပြည့်အဝဆောင်ရွက်ထားပါတယ်။ဆရာတို့ရန်ကုန်မှာအဲရန်ကုန်မှာရှိတဲ့လူတွေအတွက်ကိုကျွန်တော်တို့ကအဲဟိုလုံလောက်တဲ့ကျမ်းမိုက်ဝန်ထမ်းတွေလုံလောက်တဲ့စေဝါကရိယာတွေဆရာတို့မှာရှိပါတယ်။ဆရာတို့အပြည့်စုံအောင်ဆောင်ရွက်ပေးထားပါတယ်ဗျာ။အဲကျွန်တော်တို့က တီဘီယောဂမဖြစ်ရအောင်တော့အဓိကတော့ကိုယ်ခံစွမ်းအားကောင်းနေဖို့လိုပါတယ်ကိုယ်ခံစွမ်းအားကောင်းနေဆိုတော့တောင်းတောင်းပိုးမွားတွေကခန္ဓာကိုယ်ရဲ့မဝင်နိုင်ပါဘူးအဲ့တော့လူတွေကရှိတဲ့လူတွေမှာ TV ဒူနာတယောက်ကချောင်းဆိုးလိုက်တယ်ဆိုပတ်ဝန်းကျင်တစ်ခုလုံးတော့ပြန်သွားတာပါပဲပြန်တော့ခုလိုကျွန်တော်စကားကြဲကြဲပြောတယ်ဆိုရင်ရှေ့ပေ20လောက်ကိုဒီအနေရပြီးတော့ TV ပိုးတွေကထွက်နေနိုင်ပါတယ်အဲ့လိုဆိုရင်တော့ပြပတ်လေးကလူတွေကူးနိုင်ပါတယ်ကူးနိုင်မယ်သူ့ရဲ့ကိုယ်ခံစွမ်းစနစ်ကကောင်းနေရဆိုရင်တော့ဒီ TV ပိုးတွေဟာခန္ဓာကိုယ်ဒုက္ခမပေးနိုင်ပါဘူး ကိုကန်စွာစနစ်ကမကောင်းဘူးအေးရည်တွေပြက်နေတယ်အဲကျွန်တော်အစားအသောက်မှန်မှန်မစားဘူးလုံလောက်တဲ့အာဟာရမရှိတဲ့လူတွေအနာယူမှုမရှိတဲ့လူတွေမှာကျွန်တော်တီတီဘီယောဂါစီဒုက္ခပေးနိုင်တဲ့အနေအထားကုသကံနိုင်တဲ့အနေအထားဖြစ်တဲ့အတွက်မိမိကိုကန်စွာကောင်းဖို့နဲ့မိမိကိုအဲယောဂမုံရောက်နိုင်အောင်သေချာအဲပြင်ဆင်ထားဖို့လိုပါတယ်ဖြစ်လာပြီဆိုရင်လဲစောစောစီးတိလိုက်ပြီးတော့ကုလိုက်တယ်ဆိုရင်တော့မြန်မြန်ပျောက်သွားတာဖြစ်ပါတယ်အဲ့တော့ TV ဆေးကိုအဲတောက်တဲ့အခါမှာကျွန်တော်က course ပြည့်အောင်တောက်ရပါတယ် 6လတန်းသည်9လတန်းသည်ယောဂရဲ့အနေထားပေါ်မူတည်ပြီးပြေအောင်တောက်ရပါတယ်အားလုံးဒီအခမဲ့ပါမှန်မှန်တောက်ဖို့သာအရေးကြီးပါတယ်တီဗီဆေးတောက်နေရင်လည်းအကြောင်းအကြောင်းကကိုယ်ပင်မန်းနေရို့နွမ်းနေရို့ဖြစ်လာရဆိုလည်းကျန်းမာရေးဌာနကိုအချိန်မီပြန်ပြနိုင်ပါတယ်ကျန်းမာရေးဌာနလိုအပ်တာတွေဖြည့်ဆည်းပေးလျက်ရှိပါတယ်ခင်ဗျာအဲကျွန်တော်တို့ဟိုအားတော့အစုံယောဂနဲ့ပတ်သက်တဲ့ဟာတွေကတော့ကျွန်တော်တို့အသက်ရှူလမ်းကြောင်းတွေဝင်လာတာပေါ့နော်အသက်ရှူလမ်းကြောင်းတွေဝင်လာတဲ့ဟာတော့အစုံမှာတော့ယောဂတွေကတော့ဖြစ်တတ်ကြပါတယ် ဒါတော့ပြီးတော့ကြောက်ကတ်မှာအခုလော်တော့တယ်မှာသူပြောကျင်တာတော့ညီလေးတို့ပြောကျင်တာကတော့ကြောက်ကတ်ဆေးတဲ့လူနာတွေများနေတယ်လို့အပြင်မှာလည်းကြောက်ကတ်ဆေးနေရတယ်လို့ဒါမျိုးတွေကြောက်ကတ်ပြက်တာတွေကပိုပြီးတော့များလာတယ်လို့ညီလေးတို့ဆိုလိုချင်တာဖြစ်ပါလိမ့်မယ်အဲ့တော့ကြောက်ကတ်လူနာတွေပြက်ရရင်အကြောင်းရင်းကတော့ကျွန်တော်ကတော့ဒီနေရာတော့ဆက်တိုက်တော့စောင့်ကြည့်လျက်ရှိပါတယ်အဓိကကတော့သွေးတိုးစီးကြိုဒီကြောက်များလာတယ်ဆိုရင်ကျွန်တော်ကကြောက်ကတ်ကပျက်စီးတတ်ပါတယ် ွေးတို့ကြာရှည်ဖြစ်လာပြီဆိုရင်အဲစီးကြိုကြာရှည်ဖြစ်လာပြီဆိုရင် ကြောက်ကတ်ကပျက်စီးတတ်တာရှိပါတယ်အဲ့လားဆိုတော့ဆရာတို့ကအဲကြောက်ကတ်ကိုဆေးတာတို့ကြောက်ကတ်ကိုဆေးကုရတာတွေအများကြီးရှိတတ်ပါတယ်အဲ့တော့သွေးတို့စီးကြို များလာတဲ့အကြောင်းရင်းဒီဇာတောင်းအနေထိုင်ကြောင်းဖြစ်ပါတယ်မိမိတို့မှာပတ်ဝန်းကျင်နေသားမှာအဲကိုယ့်ရဲ့အဲစီးကြိုသွေးတို့ဖြစ်စေတတ်တဲ့အမူအကျင့်တွေ အဲပြုမှုတွေမဖြစ်ရအောင်ထိန်းသိမ်းရမယ်စီးကြိုသွေးတို့ဖြစ်လာပြီဆိုရင်လည်းဆေးမှန်မှန်တောက်ရမယ်မှန်မှန်မက်ဒီကယ်ချက်အပ်လုပ်ရမယ်လောက်ရလုပ်ဖို့လိုပါတယ်ဇာတို့ခုနပြောတဲ့ခြေလက်ကျန်းမာရေးဌာနတွေအပါအဝင်ဒေသန္တရကျန်းမာရေးဌာနအားလုံးမှာအပတ်စဉ်ပုံလူနေတိုင်းစီးကြိုသွေးတို့ဆေးကန်းတွေဖွင့်လှစ်တာပါတယ်ဒီဆေးကန်းတွေမှာလာပြီးစစ်ဆေးလို့ရပါတယ်စစ်ဆေးခြင်းအားဖြင့်မိမိတို့ရဲ့ယောဂတွေခုနလိုကြောက်ကပ်ဖြစ်တဲ့ဒီမဖြစ်ခင်မှာဆေးမှန်မှန်တောက်ခြင်းအားဖြင့်စကားလိုက်နာကျန်းမာရေးစကားလိုက်နာခြင်းအားဖြင့် ဒီယောဂတွေဖြစ်ပွားမှုရှော့ချနိုင်မယ်လို့အကြံပေးလိုပါတယ်ဗျာအဓိကကတော့ကျွန်တော်ပြည်သူတယောက်မကြမ်းပါဘူးဆိုတာကျွန်တော်နဲ့သက်ဆိုင်ပါတယ်ပြည်သူတယောက်ရဲ့ဘဝကျွန်တော်တန်ဖိုးထားမယ်အာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကျမ်းမာရေးဝန်ကြီးဌာနရဲ့အချိန်နဲ့အမြီနှိုးဆော်ထားတဲ့ညွှန်ကြားထားတဲ့လုပ်ငန်းတွေလည်းဆောင်ရွက်နေပါတယ်အခု The Beyond ကတော့ကျွန်တော်တို့ရဲ့ကျမ်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်မဟုတ်ဘဲနဲ့ကျွန်တော်ရန်ကုန်တိုင်းမှာရှိတဲ့ကျွန်တော်တို့ဒီ responsibility ပေါ့ ျွန်တော်တို့တာဝန်ရှိတဲ့နေရာမှာဖြစ်ပွားတတ်တဲ့ယောဂတွေပြည်သူလူထုကိုအချိန်နဲ့အခါနဲ့တပြေးညီကျွန်တော်တို့ကသတင်းလေးတွေပေးဖို့တဲ့အခါမှာကျွန်တော်အခြားတစ်ဖက်ဆိုတဲ့ပုံစံနဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင် ပြည်သူလူထုလည်းစိတ်ဝင်စားမှုလေးတွေရှိလာအောင်အမှန်တော့တကားလေးအုပ်လိုက်တာပါကျွန်တော်ကျမ်းမာရေးအသိပညာတွေပဲပေးနေတာပါကျမ်းမာရေးဝန်ကြီးဌာနရဲ့ပုံမှန်လုပ်တဲ့လုပ်ငန်းတွေကိုကျွန်တော်ကနည်းနည်းလေးပြည်သူလူထုပိုစိတ်ဝင်စားလာအောင် emphasize လုပ်ပြီးတော့ကျွန်တော်တို့ကဆောင်ရွက်ပေးနေတာဖြစ်ပါတယ်အဲ့တော့ပြည်သူလူထုအနေနဲ့ ကျွန်တော်ကျမ်းမာရေးအသိပညာတွေကိုဟောပြောလိုက်တဲ့အခါမှာအော်ဒီလိုပြောနေပါလားဆိုအပေါ်ရန်ဒီဘက်နားဝင်ကိုဘက်နားထွက်တာမျိုးမလုပ်ဘဲနဲ့မိမိတို့စိတ်ထဲမှာတေချာတွေးတော့ပါတွေးတော့ပြီးတော့လက်တွေ့ကြကြဥပပေါင်းဆောင်ရွက်ပါမိမိတို့ရဲ့ကျမ်းမာရေးကအရေးကြီးဆုံးကမိမိတို့ပဲဖြစ်ပါတယ်မိမိတို့ကိုယ်တိုင်လေ့ကျင့်လိုက်နာခံယူကျင့်သုံးမှသာလျှင်မိမိတို့ကျမ်းမာရေး ကောင်းမှာဖြစ်ပါတယ်ကျမ်းမာမှာအလုံးလုံးနိုင်မှာဖြစ်ပါတယ်ကျမ်းမာတဲ့လူတွေနဲ့ပဲစည်းဝါးရေးတွေကကောင်းလာမှာဖြစ်ပါတယ်ကျမ်းမာတဲ့လူတွေပဲစီစဉ်ခံနိုင်ပြီးတော့ကျမ်းမာတဲ့လူတွေပဲအောင်မြင်မှုကိုလက်ကမ်းနိုင်မှာဖြစ်ပါတယ်တိုင်းပြည်တစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှုပဲဖြစ်စေလုံခြုံရေးပဲဖြစ်စေကျွန်တော်တို့ယဉ်ကျေးမှုပဲဖြစ်စေမကျမ်းမာရင်ဘာမှလုပ်လို့မရပါဘူးကျမ်းမာရေးကအရေးကြီးဆုံးဖြစ်တယ်လို့သတင်းစကားပေးလို့ပါတယ်ဗျာ ဟုတ်ကဲ့ကျွန်တော် the beyond အနေနဲ့ဆက်လက်လုပ်မယ်နဲ့စီစဉ်ရတော့ beyond the happiness ဆိုပြီးတော့ကျွန်တော်စီစဉ်ထားပါတယ်အခုလူငယ်လူရယ်တွေရဲ့ပျော်ရွှင်မှုရဲ့နောက်ကွယ်ပေါ့လူငယ်လူရယ်တွေကအခုချိန်မှာဆိုလွတ်လပ်စွာနဲ့ကျွန်တော်တို့အဲသူတို့ရဲ့ night life တွေသူတို့ရဲ့ဟို karaoke အပန်းဖြေအချိန်တွေမှာ KTV တွေမှာအဲ E တို့ C တို့ cam sex တို့လောက်တာမျိုးတွေဒါမျိုးတွေလောက်တဲ့နောက်ပိုင်းမှာတွေ့ကြုံလာရတဲ့ရင်းနှင်းပွဲအကြောင်းအရာတွေကို ေါ်ပြမယ် Beyond the Happiness အစီအစဉ်ကို လာမယ့်အောက်တိုဘာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအဲမိခင်နဲ့ကလေးဆောင်ရှောက်ရေးအတင်းနဲ့ကျွန်တော်တို့အဲမူရစေဝါစန့်ချင်ရေးအတင်းရန်ကုန်တိုင်းလူငယ်ကွန်ရက်ကျွန်တော်ကျမ်းမာရေးဌာနနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ integrated ပေါ့ကျွန်တော်တို့ဆောင်ရွက်ဖို့တော့စီစဉ်နေပါတယ်ကျွန်တော်အဲ့ဒီအချိန်ကြာပြဿတ်တွေပါမယ်တက်ကတူအသီးသီးရနေပြီးတော့လူငယ်တွေအားလုံးရဲ့ ပူပေါင်းဆောင်ရွက်တဲ့ workshop ပုံစံလေးပါမယ်တနေ့ကုန်ဆောင်ရွက်ဖို့ရှိပါတယ်အဲ့ဒီအချိန်ကျရင်လည်းပြည်သူလူထုကစောင့်မျှော်ကြည့်ရှုပြီးတော့ပါဝင်ပြီးတော့ဆောင်ရွက်ပေးကြပါအောင်လို့တိုက်တွန်းလိုပါတယ်ဗျာ